ကိုကတော့ကိုကလေးချင်းကိုချစ်မှာပဲတီယူမိုင်းမယူလိုက်ရင်လည်းအဲ့မိန်းမောင်ချစ်မှာပဲကိုချွေးမှာဆိုယောက်ျားယူလိုက်ရင်လည်းကိုသမတ်ဆိုပြီးချစ်ပေးမှာပဲအပြင်မှာလည်းလိုစိတ်ပဲကိုကအကလူတိုင်းကိုအကောင်းဆုံးဆက်ဆံတယ်မေတ္တာပေးပြီးဆက်ဆံတယ်အားလုံးပေါ်မှာလည်းတကယ်မေတ္တာထားတယ်အာဒါမကိုနဲ့ပေါင်းခဲ့တဲ့လူတွေအကုန်လုံးကတိမာပါဒါပေမဲ့အဲ့လိုမျိုးကိုပေါ်မှာမကောင်းလို့ထင်ပြီးဆိုလို့ရှိရင်အဲဟိုကိုလည်းပြန်မကောင်းပြန်မကောင်းဆိုတော့ပြန်ပြီးရုပ်မာတာမဟုတ်ဘူးဟိုမပတ်သက်တော့ဘူးပေါ့မဆက်ဆံတော့ဘူးအဲ့လိုမျိုးစိတ်တော်ရှိတယ်အဲ့လိုမျိုးပေါ့ဒီတိုင်းပဲဟို ဟိုကိုယ်နဲ့ပတ်ဝန်းကျင်မှာဆက်ဆံတဲ့တာသမီတွေပဲဖြစ်ဖြစ်လုပ်ငန်းတွေပေါင်းသင်းတွေပဲဖြစ်ဖြစ်ပေါ့အကုန်လုံးလည်းအဲ့တိုင်းပဲဆက်ဆံတယ်ကြည့်ရအမတ်ကတိတ်မကြည့်ဘူးဘာဖြစ်လို့လဲဆိုတော့ ကိုစိတ်ပျော့တဲ့တယ်မှာတော့ပါတယ်စိတ်ကတော့ကြီးတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်ကိုပေါ်ကောင်းရင်စိတ်ကပြင်းပြင်းပြီးတော့ပျော့သွားတယ်ကိုပေါ်ကောင်းရင်ပြင်းပြင်းကောင်းဒါပေမဲ့တစ်ခါရင်တစ်ခါဆိုတော့မရအောင်အမှတ်ကြီးတာကကြတော့ဟိုဟိုတယောက်ကအမှတ်ကြီးတယ်အဲ့လို ကိုအမှန်မကြည့်ဘူးအမှန်မကြည့်ဘူးဆိုတာဘယ်လိုခေါ်မလဲငငယ်လေးကလည်းတယောက်တည်းနေလာတဲ့ခါကျကိုကိုမေတ္တာပေးအဲ့မေတ္တာကိုပြန်ပြီးတော့ပေးခြင်းတဲ့စိတ်မျိုးကရှိတယ်ဒါပေမဲ့စိတ်ကတော့ကြည်ဒေါသထွက်ရင်တော့တအားစိတ်ကြည်တယ်အဲ့တော့ကိုကိုအခုနောက်ပိုင်းဆိုခလေးတွေလည်းရှိလာတဲ့ခါကျတော့ကိုဒေါသကိုကိုမျိုးတိတ်တယ်ဟိုအသက်ရွယ်တစ်ခုအကြောင်းလဲဖရာတရားပို့လို့ဖြစ်တဲ့ခါကျတော့စိတ်ကိုအေးချမ်းအောင်နေတာပေါ့ လိုတော့မတန်ဘူးပေါ့လေအမေကမွေးလိုက်တဲ့အသက်တချောင်းကိုလူလောကကြီးနဲ့ရောက်လာပြီဒီအသက်ယူတည်ရတိတော့ပညာရှင်တင်ကျွေးမွေးပြုပြင်လာတာဟာလားကျွေးမွေးလာဆောင်းလျှောက်လာတဲ့ငွေငွေအင်းရလည်းလည်းကုန်တယ်ဟာလားမိဘတွေကလည်းအချိန်ကြီးကုန်ပြီးတော့ချစ်ထားပေးရတဲ့မြစ်တာတွေနဲ့တိဆောက်ထားပြီးတော့မှဒီအသက်ဒီရွယ်မှာဟို အချစ်တခုအတွက်နဲ့ကိုယ့်အသက်ကိုစတင်ရမယ်ဆိုတော့မတန်ပါဘူး။ဘာလို့လဲဆိုတော့မိမကလူဖြစ်လို့လူဖြစ်အောင်မနေနေမကောင်းထိုင်မကောင်းနေဈာရရနေပြီးတော့မှလူဖြစ်အောင်မနေမွေးလာတာဒီအချစ်အတွက်နဲ့တော့အသက်ဆုံးရှုံးခံရမယ်ဆိုတော့ဒါမိဘပေါ်မှာမတရားဘူးလို့မြင်တာပေါ့နော်။ ကလေးတွေကိုလာအာကြီးလာရင်အောက်တယ်ကိုကတော့ကိုကလေးချင်းကိုချစ်မှာပဲတီယူမိုင်းမယူလာရင်လည်းအဲ့မိန်းမောင်ချစ်မှာပဲကိုချွေးမှာဆိုယောက်ျားယူလာရင်လည်းကိုသမတ်ဆိုပြီးချစ်ပေးမှာပဲကောင်းကိုသားသမီးပေါ်မကောင်းကောင်းတော့ဆက်ဆံမှာနော်မကောင်းဆိုတော့အရှိရနေပြီးတော့ဒုံးနဲ့ကိုရင်လက်ရိုက်မှာကိုတက်တူကကိုရင်ဖြစ်သွားမှာဟုတ်တယ် ဟုတ်တယ်အဲ့အပြင်မှာလည်းအဲ့လိုစိတ်ပဲကိုကအကလူတိုင်းကိုအကောင်းဆုံးဆက်ဆံတယ်မေတ္တာပေးပြီးဆက်ဆံတယ်အားလုံးပေါ်မှာလည်းတကယ်မေတ္တာထားရတယ်အာဒါမကိုနဲ့ပေါင်းခဲ့တဲ့လူတွေအကုန်လုံးကတိမာပါဒါပေမဲ့အဲ့လိုမျိုးကို့ပေါ်မှာမကောင်းလို့ထင်ပြီးဆိုလို့ရှိရင်အဲဟိုကိုလည်းပြန်မကောင်းပြန်မကောင်းဆိုတော့ပြန်ပြီးတော့ရုပ်မာတာမဟုတ်ဘူးဟိုမပတ်သက်တော့ဘူးပေါ့မဆက်ဆံတော့အဲ့လိုမျိုးစိတ်တော်ရှိတယ်အဲ့လိုမျိုးပေါ့ဒီတိုင်းပဲဟိုဟိုကိုနဲ့ပတ်ဝန်းကျင်မှာဆက်ဆံတဲ့တာသမီတွေပဲဖြစ်ဖြစ်လုပ်ငန်းတွေပေါင်းသင်းတွေပဲဖြစ်ဖြစ်ပေါ့အကုန်လုံးလည်းအဲ့တိုင်းပဲဆက် စားတယ်စိတ်ကြီးရယ်စိတ်ကဟမ်အမတ်ကတိတ်မကြီးဘူးဘာဖြစ်လို့လဲဆိုတော့ကိုစိတ်ပျော့တယ်တမတော့ပါတယ်စိတ်ကတော့ကြီးတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်ကိုပေါ်ကောင်းရင်စိတ်ကပြင်းပြင်းပြီးတော့ပျော့သွားတယ်ကိုပေါ်ကောင်းရင်ပြင်းပြင်းကောင်းဒါပေမဲ့တစ်ခါရင်တစ်ခါဆိုတော့မရအောင်အမတ်ကြီးတာကကြတော့ဟိုဟိုတယောက်ကအမတ်ကြီးတယ်အဲ့လိုမျိုး ကိုအမှတ်မကြည့်ဘူးအမှတ်မကြည့်ဘူးဆိုတာဘယ်လိုခေါ်မလဲငငယ်လေးရတယ်တယောက်တည်းနေလာတဲ့ခါကျကိုကိုမေတ္တာပေးရင်အဲ့မေတ္တာကိုပြန်ပြီးတော့ပေးချင်တဲ့စိတ်မျိုးကရှိတယ်ဒါပေမဲ့စိတ်ကတော့ကြည်ဒေါသထွက်ရင်တော့တအားစိတ်ကြည်တယ်အဲ့တော့ကိုကိုအခုနောက်ပိုင်းဆိုခလေးတွေလည်းရှိလာတဲ့ခါကျတော့ကိုဒေါသကိုမျိုးတိတ်တယ်ဟိုအသက်ရွယ်တစ်ခုအကြောင်းလဲဖရာတရားပို့လို့ဖြစ်တဲ့ခါကျတော့စိတ်ကိုအေးချမ်းအောင်နေတာပေါ့ 음မြင့်တာနဲ့အချင်းဒီတိုင်းပဲမျက်စံဒီတိုင်းပဲအဲ့ဘာလို့ငွေကြီးဥစ္စာဆိုတာရှာလို့ရတယ်လေအာငွေကြေးဥစ္စာဆိုတာကိုမတင်ဖြင်းရှာလို့ရတယ်မေတ္တာစီမေတ္တာမှန်အချစ်ဆိုတာကအချစ်ဆိုတာ98000ကအကုန်ပါတယ်နော်အမ်ငွေပေးလို့မရတဲ့ထဲမှာပါတယ်ပြီးတော့အပေါင်းအသင်းတွေမှာဆိုလည်းဒီတိုင်းပဲကို့ပေါ်မှာတကယ်မေတ္တာမှန်တဲ့အပေါင်းအသင်းဆိုတာလည်းရှားတယ်လေအဲအဲ့လိုမျိုးအပေါင်းအသင်းတွေမှတ်တယ်အဲအဲ့လိုမျိုးပေါ့ဟိုအတိကတော့ငွေကြေးဆိုတာထက်အဲ့လိုမျိုးပေါ့မေတ္တာပို့ပြီးတော့တံမိုးထားတယ် အော်ဖောက်ပြန်ခံရတယ်ဆိုတဲ့အခါကျတော့ဆက်ဘယ်တော့စိတ်ကောင်းမလဲเนาะရင်ထဲမှာနာတာပေါ့ဒါပေမဲ့အလှပဆုံးဖြစ်အောင်နေရမယ်အဲကိုယ်နဲ့မတန်လို့သွားတဲ့သူတွေအတွေ့ကိုယ့်ရဲ့နောက်ထပ်ခြေလမ်းအလှပဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ဆက်ပြီးတော့ရက်ပြီးစူးစမ်းဖို့သူတို့ထက်တာတဲ့သူတွေအများကြီးကိုနာကိုလာလိမ့်မယ်အဲ့တော့အားမငယ်ပါနဲ့လို့ယူသမီးလို့ပြောချင်ပါတယ်